ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥမျိုးဝင်းနောင်ပါဥမျိုးဝင်းနောင်ဝင်းနောင်ဟုတ်ပြီ48နှစ်ပါဆရာကြီးအရွယ်ကောင်းပဲရန်ကုန်ကပါပကြီးဆွဲပါတယ်တဲ့ဟမ်ပကြီးဆရာပေါ့ဟုတ်ပကြီးဆရာအထိုင်များမယ်ဟုတ်ကဲ့ပါဆရာကြီးပကြီးဆရာတွေကအထိုင်များမယ်ဟုတ်ကဲ့စိတ်ငြိမ်နေဟုတ်ကဲ့ဆရာကြီးတခါလေဆရာကြီးတူဦးတာလေဟုတ်ကဲ့ဆရာကြီးဆရာကြီးဆိုလို့ရှိရင်သူ့စိတ်ထဲမှာအာယုံတစ်ခုပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒီပုံ ဘယ်လိုဆွဲရမလဲဟုတ်ကဲ့ဆရာဘာဆေးချေမလဲလို့စဉ်းစားနေတာเนาะဟုတ်ကဲ့ဆရာစုတ်တန်ညူကာရင်နားပြီးစဉ်းစားနေတာအဲသူမိမအိတ်နေတယ်ထင်လို့ဟုတ်ဆရာပြောတာပေါ့သူမိမပြောတာဆရာထင်တာဆရာအိတ်ပြောနေတယ်စုတ်တန်ယူလိုက်ဆိုမအိတ်ဘူးဆရာလေအဲ့ဒါသူစိတ်ထဲမှာ तू ပကြီးဆွဲဖို့ပကြီးပုံဖော်နေတာတဲ့ဟုတ်ကဲ့ဆရာအဲ့ဒါပကြီးဆရာတို့ကြပြားဆရာတို့เนาะဒီစိတ်နဲ့ပတ်သက်ပြီးတော့ အာယုံဆက်လုတ်တဲ့လို့လူတိုင်းတိုင်းအဲ့လိုဖြစ်တတ်တယ်သမီးဟုတ်ကဲ့ဆရာကြီးဆရာကြီးဟိုတဲ့ကာရဝပြူပါတဲ့မေးစရာလေးရှိလို့ပါတဲ့ဟုတ်ပြီခြေတော့ကိုတဲ့ရေထိတာတဲ့ချွေးထွက်တာတဲ့ချမ်းသာနေတဲ့နဲ့နှာစည်းလာတဲ့တဲ့မကောင်းဘူးဖြားကျင်တယ်လို့ဖြစ်တယ်တဲ့ဘယ်လိုကုစားရမလဲတဲ့ဟုတ်ပြီအသက်16နှစ်တုန်းကတော့တဲ့ TB အဆုတ်နာတဲ့ဖြစ်ဖူးပါတယ်တဲ့ TB ဖြစ်ဖူးတယ်နော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါကုသပြီးပြီလို့ထင်ပါတယ် ဟော16နှစ်ကဖြစ်တာဆရာကြီးအခုက46 48နှစ်ဆိုတော့ဒါပေမဲ့မကူတာသေးရင်သူကပေါ်လိုက်ပြောလဲပေါ်လိုက်ပြောတဲ့ဖြစ်တတ်တယ်ဒီယောဂါအော်ဟုတ်ကဲ့ဆရာကြောင်းလို့ပြတ်အောင်ကူတာပါဟုတ်ကဲ့ပါဆရာကြီးเนาะအဆုတ်အားနည်းလာပြီဆိုရင်အဆုတ်ကဘာလုပ်လဲလေရှူအသက်ရှူရယ်လေရှူရယ်မလဲဟုတ်ကဲ့အသက်ရှူရယ်နော်ဟုတ်ကဲ့ဆရာကြီးအသက်ရှူပြီးတော့အဆုတ်ကနေပြီးတတ်နေတဲ့သွေးတွေကိုလေနဲ့တန့်ပြီးဘယ်ဖို့လဲ နှလုံးပို့နှလုံးပို့တယ်ဟုတ်ကဲ့ပါနှလုံးကတူလုံးပြန်ပြရတာเนาะပြန်ပြန်ဟုတ်ကဲ့ဒါကြောင့်မလို့အဆုတ်ကအရေးကြီးတယ်ဟုတ်ကဲ့ဆရာဒါကြောင့်မလို့အဲ့ဒီအဆုတ်ကောင်းလေကိုနှာခေါင်းကဝါဝရှူသွင်းဟုတ်ကဲ့ပါဇက်ကပြန်ထုတ်လေတက်နေနေရမှာလို့အောင်မှာเนาะဟုတ်ကဲ့ပါဆရာနှာခေါင်းကရှူသွင်းပဇက်ကပြန်ထုတ်တစ်ခါလုံးရဲ့အကျိတ်20ဝါဝရှူเนาะဟုတ်ကဲ့ပါအကျိတ်20လမ်းလျှောက်ပြီး3နာရီတစ်ခါလောက်လို့3နာရီတစ်ခါလောက်လို့ ဲ့လိုလို့ရှိရင်တပတ်လောက်အတွင်းမှာဒီယောဂကောင်းမှာပါပါလို့ချွေးထွက်တာနဲ့ချမ်းတာနဲ့နှာစည်းလာတာဩအဲ့ဒါကောင်းမှာပါပေါ့ချားခြင်းမလို့လည်းဖြစ်တယ်ဟုတ်အဲ့ဒါဒီကောင်းမှုအခုပြောလိုက်တာပဲလေဟုတ်ကဲ့ပါဆရာကြီးလက်တွေ့လုပ်ကြည့်ပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်မင်္ဂလာပါဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥအောင်အောင်ပါဟုတ်ပြီအသက်က42နှစ်ပါဆရာကြီးအရွယ်ကောင်းလေးထိုင်းပါပါ ဟုတ်ပြီဗျာတစ္ဆက်မှာအလုပ်လုပ်တာတဲ့6နှစ်ရှိပါပြီတဲ့သူဘာလို့ကတော့မပြောဘူးเนาะဟုတ်ကဲ့ဆရာကြီးတစ္ဆက်ကလည်းလုပ်ငန်းအများကြီးရှိတာ哦ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီ तू ကလေဆရာကြီးခင်ဗျာတဲ့ခါနာတာကနေတဲ့အကြောညက်တယ်လို့ဖြစ်ပြီးတဲ့ဘယ်ဘက်ခြေတန်းအထိတချမ်းထုံနေပါလေဘယ်ဘက်နော်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတော့အလေးပဲမှလာလုံးဝရှောင်းရမယ်ဟုတ်ကဲ့ဆရာကြီးအထူးသဖြင့်ဟုတ်ကဲ့ဆရာခါကိုုံပြီးတော့မာတဲ့အလေးပဲမှန်တယ်မြတ်လုံးဝမမပါနဲ့တော့ အဲ့လိုပြောကြမှာနော်ဟုတ်ကဲ့ပါဆရာဖြစ်နိုင်အဲ့လိုမျိုးခြားဒုဒဝအကူညီတောင်းပါဟုတ်ကဲ့ပါဆရာနော်အဲ့ခါကုန်းနာတို့အောက်ကိုငုံနာတို့နောက်ဆိုတယ်လီဖုန်းပို့တာတောင်းမှာတယ်လီဖုန်းအောက်မှာထားပြီးတော့ငုံပြီးတော့ပို့တာမပို့ရပါဘူးဟုတ်ကဲ့ဆရာစဖတ်မယ်ဆရာရုပ်ကိုခေါင်းငုံဖတာတဲ့ကောင်းအပေါ်မော့ပါပါလို့ပြောကြမှာလေဟုတ်ကဲ့ပါဆရာနောက်အိတ်တဲ့အခါမှာဖြစ်နိုင်ရင်မှုရလုံးဝမအိတ်ပါနဲ့ ုတ်ကဲ့ပါဆရာ။ပလက်ကထိုင်လုံးဝမထိုင်ပါနဲ့။ဒါစင်ကျင်စရာလေးနော်။ဟုတ်ကဲ့ပါဆရာ။မှုရတုံးမယ်ဆိုလို့ရှင်လည်းပဲအပေါ်မှာတင်ပြပြခင်းပါ။ဟုတ်ကဲ့ပါဆရာ။တင်ပြပြတောင်းမှဆရာအဲ့ရောသမီးလှန့်ကြတယ်။တင်ပြပြဘယ်နှချက်ခင်းတာလဲ။၃ချက်ဆရာ။၃ချက်ခင်းတာတဲ့လား။ဟုတ်ကဲ့ပါဆရာ။ဘာဖြစ်လဲဆိုတော့အဲ့တင်ပြပြတစ်ခုနဲ့တစ်ခုတစ်ခုနဲ့တစ်ခုကြားမှာလေဝင်လေးတဲ့သိကောင်းတယ်တမီး။ဟုတ်ကဲ့ပါဆရာ။အဲ့အဲ့တဲ့အခါမှာအဲ့ရထားလိုက်လို့ရှင်လွယ်လန့်သွားတာ။ဟုတ်ကဲ့ဆရာကြီးဒီတိုင်းသာဆိုတော့တောက်တောင်ကြီးဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကြီးစင်ကျင်လိုက်လို့ရှင်ကို အကုန်ကြမများပဲနဲ့ကျမ်းမာရေးတိုးတက်လာမှာပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာတို့ဆန္ဒဆရာတို့စီးပညာရဲ့စေနာတော့လူတွေကိုအကုန်ကြမများပဲနဲ့ကျမ်းမာရေးကောင်းစေချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီး तू อ่ะ तू ရေးတာလေးကိုလည်းဆက်ဖတ်ပြမယ်ဆရာဟုတ်ပြီဗျာစေထိုးစေတောက်တဲ့အနှိမ့်တဲ့စုံနေပါပြီတဲ့မပြောက်ဘူးလားတဲ့တခုကတော့နော်အဲတခုမို့တခုကောင်းလို့ရအောင်လုပ်နေတာပါပဲဟုတ်ကဲ့ပါဆရာကြီးဆရာရဲ့လိမ့်စေးရတော့ ကရမတ်ပေါ့နော်ဟိုအဲ့ဒါတော့သူခုနကတော့စေထူးစေတော့အနှိတ်အနှိတ်အဲ့ဒီအားလုံးကိုနှိတ်တယ်ဆိုတာနှမျိုးရှိရနော်တပင်ဟုတ်ကဲ့ဆရာကြီးကြောအကြောပြင်တာတသက်တမျိုးဟုတ်ကဲ့ချွေးကြလို့ရှိရင်စေအပူလေးအရင်လိမ့်ကြရတယ်ဟုတ်ကဲ့ဆရာတို့ခန့်ငယ်ဆိုကိုယ်နဲ့ခံစားဘူးတာနော်အပူလိမ့်ချပြီးတော့မှနှိတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီခစ်ကကုံသွားပြီနှစ်30ကျော်40လောက်ကျန်နေခဲ့ပြီအပူတွေကဟုတ်ကဲ့ဆရာကြီးအဲ့ဒီအချိန်ကအပူသုံးတာမှန်နေရဲ့ ဟုတ်ကဲ့ဆရာ။ဘာဖြစ်လို့လဲဆိုလုံခဲ့တဲ့အနှစ်30ကျော်လေးဆရာအားလုံးကအေးတယ်။ဟုတ်ကဲ့ပါဆရာ။လူတွေကန်နေရလဲအေးများတယ်။စိတ်တွေလည်းအေးချမ်းတယ်။ဟုတ်ကဲ့ဆရာ။ဥရတ္တပါယာကြီးကလည်းအေးတယ်။စားတဲ့အစာအာဟာရတွေလည်းအေးကြတယ်။ဟုတ်ကဲ့ပါဆရာ။ကြောင်းလို့ဗာဒတ်လို့လေအပူဓာတ်လို့လား။ဗာဒတ်လို့လေဆရာ။အခုကြတော့ကန်နေရလဲပူတယ်။လူတွေစိတ်တွေလည်းပဲပူတယ်ဆရာ။ပူရင်တော့ကတွေများကြတယ်။နော်။ ကံပူတယ်စိတ်ပူတယ်ဥရုတပ္ပယာကြီးရတယ်ပဲပိုးပူလာတကဘာလုံးအတိုင်းတာနဲ့အပူချိန်မြင့်လာတယ်အာဟာရကလည်းပဲအပူဆက်နေစားတယ်ကြောင်စည်းဆိုင်နေပြကြည့်ကြည့်မူလာရအလေရအထက်တန်းနော်ဘာလို့ကျင်းလဲအပူရှာပူမုန်တီချင်ကန်ဆက်ရှူရှဲဆက်ရှိတင်မော်တီတော့မလာရှန်ကောအမလီလီအထုံနဲ့ဟဲ့ခုနောက်ဆုံးအထုံနဲ့အေးဟုတ်တယ်စားလိုက်ချင်ခါရှာပါဦးထုံဆင်းသွားတာလေအဲ့ ုတ်တယ်အထုံတကြမစားဘူးသေးဘူးတခါတော့သူတို့ပြောတဲ့အထုံလေးနင်းနေတော့ယူလာစားပါရဲ့မြည်ုံမြည်ကြည့်ခြင်းတို့မထုံစရာမစက်ဘူးစရာရဲ့ဗဇက်လဲထုံသွားတာလားမထုံသွားတာလားတော့မသိဘူးဘိုက်ထဲကြမှာပူတာပူတာမခံနိုင်အောင်ပူတာအဲ့လိုအဲ့လိုသူ့အထုံအဲ့တော့တပီးတွေးကြည့်ရတော့စာရင်သွေးကြောလေးတွေပေါက်မှာပေါ့နော်ပူလွန်အောင်ကြည့်တော့စာရင်သွေးကြောကိုမြည်ညက်ပေါက်မှာ မီးမြိုက်တို့ဖြစ်တာလဲဆိုရောင်နာတို့ဟုတ်ကဲ့ဆရာကြီးရောင်နာတို့တင့်နေတာတို့ဖြစ်ရမှာပေါ့သမီးဟုတ်ကဲ့ပါဆရာကြီးဒါတည်းအခုရှော့ရမယ့်အရာတွေဟုတ်ကဲ့ပါဆရာကြီးစင်းနဲ့ဘီခွဲမသိတာအနေရသိကြီးရေနော်ဟုတ်ကဲ့ပါဆရာကြီးရှောင်ရံနဲ့ဆောင်ရံကိုခွဲမသိတာလည်းပဲအနေရသိကြီးရေနော်ဟုတ်ကဲ့ပါဆရာကြီးဒါတည်းကတကယ်တော့ဖြစ်တင်တာလေဟုတ်ကဲ့ပါဆရာကြီးကျောင်းတင်ဘာသာရေးတိတဲ့မှာကိုထည့်ပြီးတင်မှုသိကောင်းတယ်သူဟုတ်ကဲ့ပါဆရာကြီးဒီအစာကိုလေဟုတ်ကဲ့ပါ ယေရှုတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲစာဝနာကင်ပြရာရှင်ကြပါစေတဲ့